ကိုဖန်ဆီးရကိစ္စတော်တော်လေးကိုစိတ်ဝင်စားနေကြတယ်ဗျဘာပတ်သက်မှုတွေတော်များကြတယ်ဘုဇောကစီးတဲ့လူတွေဘုဇောကစီးတဲ့လူတွေရဲ့မိတ်ဆွေတွေပြီးတော့ဖန်ဆီးရမယ့်အဖွဲ့အစည်းတွေပေါ့လေတော်တော်လေးကိုဒါတွေကဟို work look ကလည်းတော်တော်ကြီးပါတယ်နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကအမိန့်ပေးထားတယ်ဆိုတော့လေဒါမလို့လည်းမရဘူးပေါ့နော်အဲအဲ့ရရဲ့အဓိက root cause ကတော့ဘာလဲဆိုရင်တော့လိုင်စင်ကမ်းနဲ့ဝတ်တော့ကမ်းတွေကဈေးကွာလုံးလို့ဖြစ်တာပေါ့ဗျာပြီးတော့လေဝတ်တော့ကတင်သွင်းလာတဲ့ ဒါဥရိစုမှုနေပါတဲ့နေသတိတာတွေကိုမပိတ်ဆို့နိုင်လို့ပေါ့ဗျဒါအဓိကချက်တွေပါပဲနောက်တစ်ခုတော့ဗာလဲဆိုရင်ဝတ်တော့ကစားတာဥရိနဲ့မညှို့ဘူးဆိုတာကိုလူတိုင်းသိတယ်ဒါပေမဲ့အဲ့ဒီမညှို့တဲ့ဟာကိုပဲလုပ်နေတာကျွန်တော်တို့ကဟို family ဖြစ်နေပြီ second nature ဖြစ်နေပြီဒါကြောင့်မလို့ပေါ့ပြီးတော့လေဟိုလူကြီးပြောမှပဲလုပ်တာလေတကူလေးကဖမ်းရမယ်မဖမ်းမှဖမ်းတာကိုဒီသဘောလေးရှိပါတယ်အကြောင်းမလို့လေဝတ်တော့ကစားရတူတွေကသူက second nature ကိုဖြစ်နေကြပါပြီအဲ့တော့ဝိတောက်ကားကဘာကြောင့်ဒီလိုစီးရတယ်လဲဆိုတော့ license ကားနဲ့ဈေးကွာလို့ပေါ့ဗျာ ော်လိုင်စင်ကဟိုတိတ်တထောင်ဆိုလို့ရှိရင်ဘုတော့ကတိတ်90 100လောက်လည်းရတာဘူးအဲ့တော့လည်းစီးကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့2021ခုနှစ်ကိုတံပြောင်းကြည့်ကြမယ်ဆိုလို့ရှိရင်ဒီမစီတင်ကူပြောကဦးသိစင်ဆိုတာလက်ထက်မှာမော်တော်ကားတွေကိုစပြီးတင်သွင်းပေးတယ်ဗျတယ်လီဖုန်းတွေကိုစပြီးတော့မှလက်ကင်ဖုန်းတွေကိုစပြီးတော့ပေါ်ပေါ်များထုတ်ပေးလိုက်တယ်အဲ့တော့အဲ့ဒီကားတွေတင်သွင်းမယ်ဆိုတဲ့ချိန်တုန်းကလည်း စီဝကူလန်ဝင်ကြီးကဥက္ကဋ္ဌပဲကျွန်တော်ကတော့နိုင်ငံရေးမှာဒုဝင်ကြီးပဲရှိသေးတယ်အဖွဲ့ဝင်ပေါ့နော်ပြီးသားဒုဝင်ကြီးပါတယ်ပညာရေးဒုဝင်ကြီးပါတယ်စီဝကူလန်ဒုဝင်ကြီးပါတယ်ဂျာနယ်ဆိုင်ရာဆိုင်ရာတွေပါတယ်ဗျအစည်းအဝေးလုပ်ကြတယ်လုပ်ကြတဲ့အခါကျတော့အစည်းအဝေးမှာဥတည်ဆွေးနွေးတာက၄နှစ်လိတ်ဖြစ်တဲ့ဂျပန်ယူစကားကိုပဲတင်သွင်းရပေးမယ်အဲ့ဒါဆိုလို့အဲ့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တင်သွင်းရမပေးဘူးဆိုတော့စပြီးဥတည်ဆွေးနွေးတာပေါ့ကျွန်တော်လက်မခံဘူးလို့မကြောက်လက်မခံဘူးလေဆိုတော့၄နှစ်လိတ်ဆိုတာက နောက်ဆုံးပိတ် latest ခါနေဆိုလို့ရှင်ဇီယာသိမ့်မကွာဘူးဗျဂျပန်မှာဆယ်နှစ်တော့လေးဖြစ်တဲ့ခါကျမှဇီယာတော်တော်ကျသွားတာဒါမှကျွန်တော်တို့ဝယ်စည်းတဲ့မြန်မာနိုင်ငံသားတွေဈေးချိုမှာလေတော့ကျွန်တော်ကန့်ွက်တယ်အရှုလူတွေကလည်းဒီလိုလား latest ဖြစ်တဲ့ဆယ်နှစ်နဲ့ဆက်ကားတွေတွေ့နေလို့ရှင်မြန်မာနိုင်ငံကဒီတန်တူတန်စားပုံကြီးဖြစ်သွားမယ်ဘာညာလဲကြီးကြေဆွေးနွေးတာပေါ့ဗျအဲ့တော့ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်ပြောလိုက်တယ်အဲ့လိုဆွေးနွေးတဲ့အတူဝင်ကြီးခင်ဗျားရှိတဲ့ကဟိုလေဘလောက်လဲလို့ပြောလိုက်တယ် သူစီရဲ့ကားတော်မှာဘော်ရဲ2000နဲ့နေတဲ့ကားကိုစီးပြီးတော့မှတခါတည်းဟိုပြည်သူတွေကြတော့ဘာဖြစ်လဲညာဖြစ်တာကျွန်တော်ကြည့်မရတော့ကျွန်တော်အဲ့လိုပဲဟိုခက်ချစ်ချစ်ပြောလိုက်တာပေါ့ဗျာနောက်ဆုံးမေ့တော့ကျွန်တော်ဝုန်းနာများတော့အစီအွေးရပြက်သွားအောင်ပြက်သွားပြီးတော့မှအစီအွေးကိုခဏနားပြီးတော့မှဒါသူဝင်းကြီးဦးဝင်းမြင့်ကြီးကတမလာကြီးတွားတင်ပြတယ်တမလာကြီးကလည်းကိုမမေပြောသလိုပဲကွာလေးနှစ်လိတ်တော့မလုပ်ပါနဲ့ဆယ်နှစ်လိတ်ပဲလုပ်လိုက်ပါတော့ဆိုတော့မှဆယ်နှစ်လိတ်တင်သွင်းတာဒါမှမဟုတ်ကားကြီးဈေးချိုးတာပါဒါမှမဟုတ်အခုလည်းကျွန်တော်တို့ကဒါလေးကိုပြန်ပြီးတော့မှစဉ်းစားပြီးတော့အာဒီပူလေးကတော့ဒီနေ့ကျွန်တော် စိတ်ကောင်းစရာအဖြစ်ပြက်လေးတစ်ခုကျွန်တော်လိုတင်ခြင်းဖြစ်ပါဘောနော်အဲ့ဒါဘာလဲဆိုတော့အဲကျွန်တော်တို့ကမန္တလေးမြို့ရဲ့မြောက်ဖက်ပေါ့ထားပါလေးမိုင်အတွင်းမှာရှိရရောအားပေါ့ဗျာတိမ်မဝဲပေါ့ကျွန်တော်မန္တလေးမြို့မန္တလေးမြို့ရဲ့မြောက်ဖက်မှာရှိတဲ့အဲကြီးရွာတွေက အလုံသမားတွေကမနဲ့ဆိုရင်တော့မန်လေးကိုအလုံလာတော့မန်လေးမျိုးကြီးကိုလုံလာလို့ညနေဆိုပြန်ရတော့ဗျာနော်ခုမနဲ့ကျွန်တော်ရောဘက်ခဏသွားရင်းနဲ့မနဲ့ပိုင်းကလမ်းမင်းမှာဆိုင်ကအစုပ်ကလေးထောင်ပြီးတော့ဟိုလူငယ်လေး၃ယောက်လမ်းမင်းလေးမှာငုတ်တုတ်လေးထားရင်းနဲ့မြင်တော့ကျွန်တော်အเจ้าလေးတိကျလို့မေးတော့မင်းတို့ဘာဘာလုပ်နေတာလဲအလုံမတော်ဘူးလားဆိုတော့အဲဆိုင်ကဝတ်တောက်တွေဖန်းစီတွေများလို့တဲ့မတော်ရဲလို့တဲ့ဖန်းကန်မစိုးလို့တဲ့ မြို့ဝင်ဒိတ်တွေကစစ်တယ်ပေါ့နော်စစ်လို့မတော်လို့ဖမ်းခံရရင်ကြာလှုပ်ရှုပ်တော့မှာပေါ့နော်ဒါကြောင့်မကျွန်တော်လုံမသွားရလို့တဲ့ထိုင်းနေတာလေစဉ်းစားနေတာလေဆိုရင်းနဲ့တော်တော်စိတ်မကောင်းဖြစ်သွားတာသူတို့ရှိလာတဲ့ဆိုင်ကယ်လေးကလည်းဆိုင်ကယ်လို့မြည်ုံမှာပဲဗျအဲကာဘာနေလည်းမပေါ့ခေါင်းနေလည်းပါတာမဟုတ်အင်ဂျင်လေးနဲ့အယူလေးလိုက်ပါပဲဒါတော့ပါပဲနော်တော်တော်များများဟို အခြေခံလူတန်းသားတွေကဆိုင်ကယ်ဆိုင်ကယ်ဆိုတာလေဆိုင်ကယ်လို့မြင်ုံတော့ပဲအဲ့လောက်လေးနဲ့ဟိုဆိုင်ကယ်တစ်စီးကိုတကယ်ချင်း၃လေးရောက်မျှစီးပြီးတော့စီးဘူးဟိုတလီတာ3500ဆိုရဲတယောက်ကို900 1000အဲ့လိုမျှထည့်ပြီးတော့အလုပ်သွားနေရတဲ့အဖြစ်တွေအများကြီးပဲဗျာဟုတ်သူတို့လေးတွေကခင်ဗျာထမင်းတို့ကိုကြည်လိုက်လို့ချင်းထမင်းတို့မပါတာရှိတယ်ထမင်းတို့ပါတယ်ထမင်းလေးတော့ပါတာထမင်းလေးရတယ်ထမင်းလေးရတယ်ဆန်အကြမ်းလေးတွေနဲ့နော်အဲချမောင်ရက်ချက်လေးတွေကြောက်လောက်ဆိုရင်ကိုကောင်းဆုံးဖြစ်နေတာပေါ့နော် ချိန်ကလူတွေကတော်တော်ဟိုမိုးမားကြတယ်ဗျဘာလို့လဲဆိုတော့အဲကိုဗစ်တုန်းကလည်းလူတွေကအများကြီးခံပြီးသွားပြီလေနော်အလုံးတွေကမရှိပတ်စံမရှိပါဘူးဆိုအချိန်ကလူတွေကပတ်စံမရှိရတဲ့ဒီကိုဗစ်မှာဘာလို့မကောင်းကောင်းမလုပ်ရဘဲနဲ့လည်းခံရရပြီနိုင်ငံရေးမှာလည်းစီးပွားရေးတွေကလုံလင်းရှင်တွေလုံးမဖြစ်တော့အလုပ်သမားတွေကဘာမှအလုပ်ကောင်းကောင်းမမယ်မလုပ်ရအောင်နော်တောတူတောင်သားတွေဆိုလည်းကျွန်တော်တို့ဘက်ဆိုလည်းမန္တလေးကဆက်ပြိုးရေးလို့အောင်ကကိုကရေးမရှိဘူး เนาะအဲ့လိုမျိုးလူတွေကဟိုပြင်းတာမဟုတ်ဘူးဗျအလုံးလုံးချင်နေဆိုရင်တော့အခွင့်အရေးမရှိဘဲနဲ့ဒုက္ခတွေရောက်တာပေါ့เนาะအဲ့တော့ဟိုဆိုင်ကယ်လို့ညုံတော့လေးတော့မှမနေဝယ်စီနေရတဲ့လူတွေကလောလောဆယ်တော့အလုပ်ကိုမသွားရအောင်ဖြစ်နေတာမြင်ရတော့ရင်းနေမကောင်းဘူးဗျာလိုင်စင်နဲ့တွေဖက်နေတဲ့အကိုကြီးတို့ရေနော်ကျွန်တော်မြစ်တက်ရက်ခန့်ခြင်းပါတယ်ဗျာနော်ဒီဆိုင်ကယ်လေးကလွန်ခဲ့တဲ့9နှစ်လောက်တည်းက2သိန်းနဲ့ဝယ်ထားတဲ့ဆိုင်ကယ်လေးပါဗျာနော်လိုင်စင်လဲသူ့မှာပါလာမပါလာမသိပါဘူး2သိန်းဆိုတော့လဲလိုင်စင်ပါခြင်းမလဲပါမှာပေါ့ဗျာနော်ခုနေ ီဆိုင်ကလေး license တိုးမယ်ဆိုရင်လည်းဘလို့မှအဆင်မပြေပါဘူးဗျာနော်ဒီဆိုင်ကလေးကကျွန်တော်ရဲ့မိသားစုအဆောက်အဝင်နေရေးအတွက်ဒီဆိုင်ကလေးနဲ့ပဲကျွန်တော်တို့လောက်ကန်ပြီးတော့စားတော့ရတာပါနော်ဒါကြောင့်မို့လို့လမ်းမှာတွေ့ခဲ့ရင်ကျွန်တော်ဆိုင်ကလေးတော့မဖမ်းကြမှာနဲ့ဗျာနော်ဒီဆိုင်ကလေးဖမ်းတာနဲ့ကျွန်တော်တို့မိသားစုဒုက္ခရောက်မှာပါနော်အဲဒီလိုပဲဟုတ်တယ်ကျွန်တော်တို့ပဲဆိုင်ကလေးအစုပ်ကလေးတွေစီးနေတဲ့ဘေးရွယ်သမားလေးတွေကုလိုကားလေးသမားလေးတွေအများကြီးရှိပါတယ်ဗျာနော် တနာညာတာတော့အဖြစ်ပေါ့ဗျာနော်ကျွန်တော်တို့ဆိုင်ကလေးတွေလို့အစုပ်ပြက်ကလေးတွေနဲ့လောက်ပဲစားတော့ရတဲ့လူလေးတွေတွေ့ရင်အထက်မှာနေလို့အလုံးမေတ္တာရက်ခံပါတယ်ဗျာနော်အကိုကြီးတို့တနာမှာကျွန်တော်တို့ရဲ့မိသားစုစားဝတ်နေရေးလေးအဆင်ပြေမှာမို့လို့ပါဗျာနော်ဒါဝတ်တောက်ဆိုင်ကလေးတွေဝတ်တောက်ကားတွေဖမ်းနေဆိုရင်လည်းအစ်စ်တွေဖမ်းတာကအကြောင်းပေါ့ကျွန်တော်တို့အစုပ်ပြက်ကလေးတွေပဲတတ်နိုင်တဲ့သူတွေက လက်စင်းတော်တော်များများမရှိကြပါဘူးဗျာနော်ဒီအတွက်လည်းအားလုံးကိုမေတ္တာရက်ခံပါလေလို့နော်အားလုံးကိုတောင်းလဲတောင်းပန်ပါမယ်နော်ကျွန်တော်တို့လိုဘဝဒုက္ခတွေရှိရဲဆိုရင်လည်းအားလုံးအတွက်ကျွန်တော်တောင်းပန်ပေးပါလေလို့နော်ဒီဆိုင်ကမျိုးလေးကျွန်တော်တို့လိုအဆုတ်ပြကလေးနဲ့ကျွန်တော်တို့မိသားစုအတွက်စားဝတ်နေရတဲ့ရှာဖွေနေရတဲ့အတွက်ဒီလိုအဆုတ်ပြကလေးကကျွန်တော်တို့အတွက်လည်းအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းလေးပါလို့နော်ဒီမှာကြည့်ပါဗျာနော်အဆုတ်ပြပြပါဗျာနော်ကိုကြီးရဲ့လိုင်စင်လေးပြကြည့်ပါလားဟာသဘောကျတယ်ကွာဘုရမေကကာကြီးတမားနဲ့တစီမောင်းနဲ့ဦးလေးကြီး လက်60နီးပါးခန့်ရှိပေါ့ဗျာသူကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြတယ်ပြောပြရင်ကျွန်တော်ကာသမာတွေရဲ့အတွေ့အကြုံလေးတွေဖလေရလေးအောင်ကျွန်တော်ရှင်းပြတဲ့အရာတွေမှာလာမှတ်ထားတဲ့အရာလေးဗျာဟောကောမော်တော်ပီကယ်တော့ဘာသာမသိဘူးနာမည်ကတော့အောင်မျိုးသူတဲ့မော်တော်ပီကယ်တော့ဖြစ်တော့ပါသူ့ပဲသူ့ရဲ့ပေ့ထဲကိုကျွန်တော်ဝင်ကြည့်တာမော်တော်ပီကယ်တော့မဟုတ်ဘူးအဲဒါမှတကူတော့ပြောပြမယ်ကွာဟောလိုင်စင်ပြတော့မင်းမော်တော်မော်တော်ပီကယ်ဆိုတဲ့ငါပြအောင်ပေါ့ကွာဒါပေမဲ့ပြောပြမယ်အဲလိုင်စင်ပြဆိုတဲ့ကောင်တွေကတကူပြောပြအောင်မသားအဲ့လိုပြောလို့လိုင်စင်မရှိတဲ့သူတွေကိုအပြင်းအမြောက်ပြတာတော့မဟုတ်ဘူးကွာတလား နိုင်ရှိတဲ့သူတွေကိုပိုလေးစားရမယ်ကွာဥမာငါတို့လိုပေါ့ကွာဒါပေမဲ့ပြဆိုလို့လည်းနောက်နေပြရတာပေါ့ကွာဒီနေ့တော့ပြသေးဘူးတလားဒီနေ့ပြောကြရှိတာတွေပြောပြအောင်မယ်တလားချုပ်ကောင်တွေကကားဆရာဆိုတာလိုင်စင်ရှိမှကားဆရာလို့ခေါ်တာကွာမင်းအဲ့မှာမှားနေပြီတလားမင်းလိုင်စင်မလိုတဲ့အရက်မှာကျွမ်းကျွမ်းကျင်ကျင်မောင်းနေတဲ့ driver တွေအများကြီးပဲကွာအဲ့လိုနေရာမျိုးမင်းတို့ကပို့ပေးချင်သေးရဲ့တလားငါတို့ကအဲ့လိုနေရာမျိုးမှာလည်းမောင်းမှုတဲ့အခုလိုမျိုးကြီးပြကြီးလိုနေရာမျိုးမှာလည်းမောင်းနေကွာတလားအဲ့ဒါမဲ့မျိုးကြီးပြကြီးမှာတော့မင်းပြောသလိုလိုင်စင်တို့တာပေါ့ကွာလိုင်စင်မရှိတဲ့ သူတွေကမျက်နှာငယ်တာပေါ့ဒါပေမဲ့ license မရှိတဲ့နေရာမှာ license ရှိတဲ့အကောင့်တွေနေရာမရတာအများကြီးရှိတယ်ကွာမင်းသိလားနေဆက်လို့နေရာမျိုးတွေမှာမင်းတောင်းပေါင်းကြည့်လိုက်တချို့ကုမ္ပဏီတွေကွာပြီး license ရှိတဲ့သူကိုဦးစားမပေးဘူးကွာကျွမ်းကျင်တဲ့သူပဲဦးစားပေးတာအဲ့လိုနေရာမျိုးရောက်သွားလို့ကတော့မင်း license ရှိတဲ့အကောင့်တွေနားကားတာပဲမင်းသူတို့ကိုယ်ခိုင်းတဲ့နေရာသူတို့ထိုးခိုင်းတဲ့နေရာကွာအဲ့လိုနေရာမျိုးကမင်းကျွမ်းကျင်ထိုးတတ်မယ်သူတို့တက်ခိုင်းတဲ့တောင်အဆန်းတက်ခိုင်းရင်အဆန်းတက်ပြရတယ်အဲ့လိုနေရာမျိုးတွေရောက်သွားရင်ငတ်ကြီးရ license ရှိတဲ့အကောင့်တွေနားကားတာပဲကွာတလား ဒါလို့ဒီလိုပြောတော့လည်းမင်း license မလိုဘူးလို့ငါပြောရင်ငါဖမ်းခံရအောင်မယ်အေးဒါပေမဲ့ license တော့လိုပါတယ်ကွာဒီလိုမျိုးကြီးပြာကြီးတွေမှာမောင်းလို့ရှိရင်တော့ license လိုတယ်ဒါပေမဲ့ကားဆရာမှာကွာညီအဓိကကြတာက license နဲ့လိုအပ်တယ်လို့ကျွမ်းကျင်မှုလည်းလိုအပ်တယ်ကွာဒါပေမဲ့ကားဆရာမှာတော့တပါရဲ့ပညာဆိုနှစ်မျိုးရှိတယ်ကွာကားဆရာတိုင်းကတပါမကြောက်ဘူးဘာဖြစ်လို့လဲဆိုရင်ကားဆရာပညာရှိတဲ့ကားဆရာရှိတယ်။တဘာကြတဲ့ကားဆရာရှိတယ်။ပညာဆိုတာနံပါတ်1လူပညာနံပါတ်2ကားပညာဆိုတာရှိတယ်ကွာ။လူပညာနဲ့ကားပညာကဆုံးမသွားနိုင်တယ် ဘာလို့ဆုံးမသွားနိုင်သလားကဘာဘယ်တော့မှမဆုံးဘူးကွာမင်းလူဆိုတာကဘလောက်ကာမမောက်တောက်စားမူရပျော်ပါနေတဲ့ကောင်တွေအချိန်ကြလို့ရှင်အဲ့ကောင်ပျက်စီးသွားလို့ရှင်သူ့ရဲ့ပညာမှာပျက်စီးသွားတာကွာအေးကားလည်းအဲ့လိုပဲဒီကားကြီးကစပစ်စီးဆိုတော့အချိန်မြေပျက်စီးသွားနိုင်တယ်မင်းအစင်းကြီးကြီးမှာဘရိတ်ပေါက်သွားရင်မင်းနာကားသွားနိုင်တယ်ကွာအသက်ကြီးကြီးမှာမင်းဘရိတ်ပေါက်သွားရင်လည်းမင်းနာကားသွားနိုင်တယ်မင်းဘိန်းပေါက်သွားရင်နာကားသွားနိုင်တယ်အဲ့တော့ကားမှာကလိုင်စင်တဲ့အဓိကကြတာတပါပဲကွာငါညီရတလားဒါပေမဲ့လိုင်စင်တဲ့လိုအပ်တယ်လို့တပါလည်းလိုအပ်တယ်ကွာတပါကဘယ်တော့မှမဆုံးရှုံး အဲ့တော့ငါပြောချင်တာကွာမင်းပညာတက်အရေးကြီးတဲ့တဘာတမားတွေဖြစ်ဖို့တော့ပဲငါပြောချင်ပါတယ်ငါညီယာဒါပဲအဆုံးနဲ့ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်အခုဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တွေ့တဲ့အချိန်မှာလိုင်စင်မဲ့ကားတွေကိုမဖမ်းဖို့နော်ခြေကန်ခြေကန်ပြည်သူလူထုရဲ့ဒုက္ခရောက်နေတဲ့အကြောင်းဝင်းပြရပေးခဲ့တဲ့ကျူးတန်ဒီပဲဖြစ်ပါဆိုအဆုံးနဲ့ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်လို့ဆုံးဝင်စားတဲ့ဗီဒီယိုလေးနေ့စဉ်နဲ့ပုံမှန်ဆက်ပေးသွားမယ်ကျွန်တော် YouTube channel ကို subscribe လုပ်ရသေးတယ်နဲ့ subscribe လုပ်တော့ပြီးကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ်